ဒီကရာဒီအင်မတန်ဆွဲထက်ပါလူတိုင်းလည်းရမယ်လို့ထင်ပါတယ်နော်အဲတော့ပထမဆုံးအစာလေးကတော့အဓိပ္ပာယ်တပတိလို့လူတိုင်းအထင်တယ်သူရဲ့နာမည်ကတော့တပ်ပါစရာမင်္ဂလာကာရာဖြစ်ပါတယ်တပ်ပါစရာမင်္ဂလာကာရာဖြစ်တယ်လူတိုင်းကတော့အဓိပ္ပာယ်တပတိလို့သိကြတယ်ပေါ့နော်အဲတော့ဒီကရာဘယ်လောက်ဆွမ်းလဲဆိုတာ တကယ်တမ်းလုံကြည်ပါစီစီဝါလက်လာပါဒီလာတုတ်တက်ပါရနော်မင်းမင်္ဂလာပါဒီတခါတော့ကျွန်တော်အမြဲတမ်းလူလူရွတ်ဖတ်ပူဇော်ပြီးတော့ပရိသတ်စိတ်တယ်လို့ရှိရင်လူအများစုကလည်းဒီကာလာလေးကိုရွတ်တယ်ဆိုလို့ရှိရင်ဝေဝင်နေစီဝါရေးဒီလာတုတ်တက်တယ်ဝီလင်းရန်ဝင်နေတို့မှာပေါ့စီမီထွန်းရင်တော့မှဖျောင်းတိုင်းမီကိုကြည်ပြီးတော့ရွတ်တယ်ဆိုလို့ရှိရင်တော့မှအရန်ကျိုးရှိတယ်တချို့ကကိုကောက်ချော့28ခေါင်ပါပြောပြောကိုကိုနဝင်းပေါ့နော်ကိုကောက်ဖျောင်းရွတ်တယ်28ခေါင်ပြောင်းရွတ်ကြတယ် ဆိုရင်ငွေလေးဝင်နေပေါ့ဥမာလက်ပိတ်နေရဆိုလို့ရှိရင်လည်းဖျောင်းနိုင်ကျွေကျွေပကံပေါ်မှာဖျောင်းနိုင်၃နိုင်ထွန်ထွန်ပြီးလို့ရှိရင်အစိမ်းရောက်ဖျောင်းနိုင်၃နိုင်ထွန်ပြီးတော့မီယိုစီမီနင်းရောင်ကိုကြည့်စိုက်ကြည့်ပြီးတော့ဒီကာရာကို28ကိုရွတ်မယ်ဆိုလို့ရှိရင်လက်လာပါလေပွင့်လန်းနေလို့လူတွေ ဇေယတော်များများပေးတာတွေရှိတယ်နော်ဒါမျိုးလေးတွေလည်းရှိတယ်ဆိုတော့ဒီကရာအင်မတန်ဆွတ်ထက်တယ်ကျွန်တော်ပြောလိုက်ရင်ဘေကရာဆိုတန်းပြီးတော့သိပါပါနော်ကဲအဲ့ကရာအဲ့ကရာကိုဘယ်ချိန်မှရွတ်တာလဲဆိုဥမာကျွန်တော်ရွှေကုံဘုရားပေါ်မှာဆိုနီလာဘုရားရှိတယ်အဲ့မှာဆိုစီဝါရေးသမားတွေပွဲတွေပေးထားတာတွေရှိတယ်လေဒါတို့ကကြောက်ဆဲဆိုလို့ရှိရင်လည်းကြောက်ဆဲမှာရှိတယ်ဒီရွှေတိန်တော်မှာလည်းအဲ့လိုကတော်ဝဲတွေပေးထားတယ်အဲ့လိုမျိုးစီဝါလက်လာပါတစ္ဆာဂရိတွေနဲ့တီးပြီးတော့လှုပ်တဲ့နေရာမှာဒီကရာကိုရွတ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့စီဝါလက်လာပါတယ်ဒီလာတိုးတက်တယ်နော်ဒီလာတိုးတက်တယ်ဘုရားရဲ့ခုံတော်တွေကိုပဲ ဖရာရဲ့ဂုံတော်တွေကိုပူဇော်တာဖြစ်တယ်။အော်နောက်တော့ကနေကိုကြည့်ပြီးတော့ရွတ်မယ်လောက်ကိုကြည့်ပြီးတော့ရွတ်မယ်။ဘာလို့ကြည့်ပြီးတော့ရွတ်တာလဲဆိုဒီကလာရဲ့အတိတ်ပဲကိုကဖရာရှင်ရဲ့ဘုံတကူအာနုဘုံတကူဘုံတကူတွေဟာဂုံတော်တွေဟာဆိုလို့ရှိရင်နေထက်လည်းမြတ်တယ်။ လာထတယ်ဗျာနေသည်နေပဲထွန်းတယ်ညမှာမထွန်းဘူးလာသည်ညမှာထွန်းတယ်နေမှာမထွန်းဘူးအဲ့တော့ရန်သာရှင်မြတ်တွေထက်လည်းမြတ်တယ်ဗြဟ္မာတွေထက်လည်းမြတ်တယ်အားလုံးသောအရာတွေအားလုံးထက်မှာအမျက်ဆုံးအမြင့်ဆုံးဒီဘုရားရှင်သာဖြစ်တယ်ဆိုအတိတ်ပဲပါနော်ကျွန်တော်ချုပ်ပြီးတော့ပြောလိုက်တာပါနော်အဲ့တော့အဲ့ဒီအတိတ်ပဲ ਨੇ ရှိတဲ့ဒီကာလာဒီအင်မတန်အစွမ်းထက်ပါတယ်ဗုဒ္ဓဘုရားရှင်ကိုပူဇော်တဲ့ဗုဒ္ဓဘုရားရှင်ကိုရည်မှန်းပြီးတော့ပူဇော်တဲ့ဂါထာဖြစ်ပါတယ်ဒီဂါထာဒီအင်မတန်အစွမ်းထက်ပါလူတိုင်းလည်းရမယ်လို့ထင်ပါတယ်နော် အော်ပထမဆုံးအစာလေးကတော့အဓိပ္ပာယ်တပတိလို့လူတိုင်းအသိနေတယ်။သူရဲ့နာမည်ကတော့တပ္ပဇေယမင်္ဂလာကာရာဖြစ်ပါတယ်။တပ္ပဇေယမင်္ဂလာကာရာဖြစ်တယ်။အော်လူတိုင်းကတော့အဓိပ္ပာယ်တပတိလို့သိကြတယ်ပေါ့နော်။အဲ့တော့အဓိကတော့ဘလောက်စွမ်းလဲဆိုတာတကယ်တမ်းလုံကြည့်ပါစီဝစီဝလက်လာပါဒီရီလာတုတ်တက်ပါတယ်နော်။အော်ဖျားတွေမှာဆိုလို့ရှိရင်နေနဲ့လနဲ့အဲ့လိုမျိုးဖျားတွေရှိတယ်။နေလာဖျားလို့ခေါ်ကြတယ်ပေါ့နော်။အဲ့လိုဖျားခန်းတွေလှုပ်ထားတာတွေရှိတယ်။ဟိုမှာရှေတုံဖျားဆိုလည်းရှိတယ်။အဲ့မှာဆိုဟိုအဲ့ဒီပေါ့နော်။ အုံပွဲကဘယောပွဲတွေထိုးထားပြီးတော့ပူဇော်ကြတယ်ပေါ့နော်အဲ့မှာအဓိပ္ပာယ်အဲ့ဆောက်ကတာဟုတ်လားကိုယ့်ရဲ့သက်စိတ်ကရွတ်လိုက်မယ်ရွတ်မယ်ရွတ်မယ်ရွတ်မယ်ပြီးတော့ဆူတောင်းမယ်ရွတ်မယ်ဆူတောင်းမယ်ဆိုလို့ရှိရင်စီးပွားတွေဒီရီလာတိုးတက်တယ်အဲ့လိုပဲပေါ့အခုလည်းနေဦးကြည့်ပြီးရွတ်မယ်လောက်ဦးကြည့်ပြီးရွတ်မယ်ကျွန်တော်ဆိုလို့ရှိရင်ယုံသွားတိုင်းမှာအရင်တော့ယုံသွားတိုင်းမှာနေအောင်ကြည့်ကြည့်ပြီးတော့နေအောင်ကြည့်ကြည့်ပြီးတော့အမြဲတမ်း ယုံသွားတဲ့ခြောက်လုံးမှာရွတ်သွားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စီးပွားလက်လက်ပါလေးထိုးတက်အောင်လို့ဒီကာလာလေးကိုရွတ်ဖို့လိုပါတယ်အားလုံးလည်းရွတ်ပါတကယ်လို့ကံပိတ်လက်ပိတ်နေတယ်ဆိုရှင်လည်းရွတ်ပါဝင်ဝင်ဖို့အတွက်ဆိုလည်းရွတ်ပါနော်အနည်းဆုံးတော့တနေ့ကို28ခေါက်ရအောင်ရွတ်ပါကဲအဲ့ကာလာတည်းကလူတိုင်းတည်းရဲ့အဓိပ္ပာယ်သပိကာလာလေးပါအဲ့တော့ဟိုသဗ္ဗစီယမင်္ဂလကာလာတော့လည်းခေါ်ပါတယ်အဲ့တော့ဒီဝါသပိအာရိသောရတ္တိမာပါတိစန္ဒီမာတဏ္ဍရောခတိယောသပတိစာယိတေပြဟံမနောအထသဗ္ဗမဟောတတိဘုဒ္ဓောဘုဒ္ဓံ မုတ်တောင်နာမိအာရိယံမနော်ဓိဝတေအိုက်ဆိုတိမာဘာတိစန္ဒီမာတန်တော်ခတ်တိယောတပတိဇာယိတိပြဟံမနောအထတပံမဟောရတေပုတ်တော်ပုတ်တောင်နာမိအာရိယံနော်နေထက်ကောနေခါမှာတာတဲ့နေထက်လအခါညအခါမှာတာတဲ့လထက်ဗြဟ္မာရိထက်အရိယာနဲ့အရိယာနဲ့ဗြဟ္မာရိထက်အများစွာတာလုံးနဲ့ဗုဒ္ဓဘုရားရှင်ကိုတပိတော်သည်ယိုတိမြတ်နိုးစွာဖြင့်ရှင်ခိုးပူဇော်ကတော့ပါရှင်ဘုရားဆိုအထိပ်ပဲပါနော် အဲဒီဝါတပိအာရိသောရတ္တိမာပါတိစန္ဒီမာတဏ္ဍရောခတိယောတပတိဇာယတိပြဟမနောပြဟမနောဆိုတာကတော့အဲ့လိုအတန်ထွက်ရတယ်ပြဟမနောပြမပြမလေးကိုပြောတာပါနော်ထသဗံမောရဘုဒ္ဓဘုဒ္ဓောနမိအာရိယံပေါ့နော်ဘုဒ္ဓောနမိအဓိကာရလေးကအလူတိုင်းလို့လို့ရပါလိမ့်မယ်လူပိုင်းလို့ရပါလိမ့်မယ်ဒါပေမဲ့ကာလာလေးအဆောင်ကိုတိပြီးတော့တေချာရွတ်ပြီးပါအတိတ်ပြောရဲတိပါဗုဒ္ဓဘုရားရှင်ရည်စူးပြီးတော့ပဲရွတ်ပါ ်။နော်။နောက်ထပ်ကာလာလေးတစ်ခုနောက်ထပ်ကာလာလေးတစ်ခုကတော့အဝိဇ္ဇာကြီးဖြစ်တဲ့အဘဘိုးဘောအောင်ကလုတ်ခဲ့တယ်ပေါ့နော်။အားလုံးကတော့ခေါ်တယ်ဝါဆက်ကြကာလာဒါမှမဟုတ်ဝါကိုလုံးကာလာလို့ခေါ်တယ်။အဲ့တော့ဆရာတော်ကြီးတွေကတော့ဒီမှန်ကင်းကြတာကတော့ပေါ့နော်ဗုဒ္ဓဟောတဲ့ကာတာတွေမန္တန်တွေတရားတော်တွေကိုရွတ်ဖတ်ပူဇော်ဖို့မှာကြတယ်ပေါ့နော်။ဒါပေမဲ့ဒီဟာကိုလုံးကာတာကလည်းအင်မတန်ဆွမ်းထက်တယ်။လောကီလူသားတွေအတွက်လည်းဆွမ်းထက်တယ်။ဘာဘိုးဘုံအောင်ကိုတိုင်သူကိုတိုင်အော အဲဘူရိုင်းရေးပြီးတော့သူကိုယ်တိုင်ကြင်ကြံခဲ့တယ်လို့လည်းခေါ်တယ်။ဝါဆက်ကြကြင်စင်လည်းရှိတယ်လို့ဆိုလိုပါဆိုကြပါတယ်နော်။အဲ့တော့ကြတော့ဒီဟာကတော့ဟိုအရင်မခက်ဘူးဒါပေမဲ့လေဒါလည်းဗုဒ္ဓဂုံတော့ဓမ္မဂုံတော့သံဃဂုံတော့ပဲပူဆိုတာပါနော်ဝရဗုဒ္ဓဝရဓမ္မဝရသံဃောဝိယိတာယောဝိယစီတောဝိယံဒီတိဝိဟိမိဝိယံဝိယံအဲ့တော့ဟွာကိုလုံးပါတယ်နော်အဲ့တော့အဲ့ကရာလေးကလည်းဒီ ် online မှာဆိုဘလို့ပဲရှာရှာတွေ့ပါတယ်เนาะအဲအားလေးကိုလည်းချိန်တိုင်းညတိုင်းနေ့တိုင်းမှာ၉ချိန်လောက်တော့ရွတ်ပါ၉ချိန်လောက်ရအောင်ရွတ်ပါเนาะနေ့တိုင်းညကိုယ့်ရဲ့စိတ်ဆန္ဒတွေပြည့်စည်သွားတဲ့စိတ်တွေလည်းသကိုးတွေကြီးလာကြီးမလာပြီးတော့ကိုယ့်ရဲ့ဆန္ဒတွေလည်းပြည့်ဝလာမယ်ကိုယ့်ရဲ့လူ희ဆန္ဒတွေပြည့်ဝလာမယ်လောကီလူသားတွေကတော့ဒါတော့ရွတ်တဲ့ဟာတွေရွတ်ကြရတာပေါ့လေအော်ပြန်ပြီးပြပါเนาะအဲ့တော့အဘအဘဘောင်လည်းဆောင်းရှောက်မယ်ဘုံမင်းအောင်လည်းဆောင်းရှောက်မယ်ပေါ့เนาะအဲ့တော့ဝိဇ္ဇာကြီးဆောင်းရှောက်မယ်ခရာလေးပေါ့ ပြန်ပြီးရွတ်ပြပါမယ်နော်ဝရဗုဒ္ဓဝရဓမ္မဝရတန်ကောဝိဟိတာယောဝိယစီတောဝိယံတိတိဝိဟိမိဝိယံဝိယံပါအဲ့ဒီနေ့ပြောလိုက်တဲ့အခါလေးကတော့နှစ်ခုရှိတယ်နောက်တစ်ရက်မှာကျွန်တော်နောက်ထပ်ရေးကြည့်တဲ့ဒီဟာလေးပေါ့နော်အာခါရာလေးတစ်ခုဆက်ပြီးပြောပြပေးပါအောင်မယ်အခုမတင်တာကြလို့ဒါလေးပြန်တင်ပေးပါလေနော်ပထမဆုံးခါရာလေးကတော့အဓိဝသဗ္ဗိအာရိသောရတ္တိမာဘာတိစန္ဒီမာတဏ္ဏောခတ္တိယောသဗ္ဗိဇာယိတေပြဟံမနောအထတမောရတိဗုဒ္ဓဗုဒ္ဓဝန္နာမိအာရိယံဆိုတဲ့ ဗုဒ္ဓကိုရည်မှန်းပြီးတော့ဒီကာလာကတော့ဗုဒ္ဓကိုရည်မှန်းပြီးတော့ပူဇော်တဲ့ကာလာပါနော်ဒီကာလာလေးကတော့ဟိုဆရာတော်ကြီးဆရာတော်သမတော်ကြီးတွေကလည်းဒါရွတ်ဖို့ပူဇော်ဖို့မှာကြထားပါလေကိနာရူအဘဘိုးဘိုးအောင်ရဲ့ဝါကုလုံးကာလာဝါစကြကာလာပါနော်ဝရဗုဒ္ဓဝရဓမ္မဝရတံကောဝိဟိတယောရစီတော်ဝိယံဒေတိဝိဟိမိဝိယံဝိယံလို့ခေါ်ပါတယ်အဓိကာလာလေးနှစ်ပုဒ်ကိုနေ့စဉ်နေ့တိုင်းမှာ28ခေါက် အနည်းဆုံး၉កောက်ရအောင်ယူကြပါအဲဆိုစီးပွားလက်လာပါတို့မယ်စီးပွားလက်ပါဒီလာတို့မယ်ငွေဝင်မယ်လက်ရှင်ပါလိမ့်မယ်ဗျာတော့ငွေဝင်လက်ရှင်ဖို့ကလည်းလူတိုင်းကနေစဉ်နေတယ်မှာလူအပ်နေတဲ့ကိစ္စပါကြာစိုင်းနေသေးသေးလေးရနေအလုပ်သေးသေးလေးရနေအလုပ်အကြီးကြီးဒီကုမ္ပဏီထောင်ပြီးစီးပွားလက်လာနေသည့်ဒါတွေကလိုအပ်ပါတယ်เนาะဘာသာတရားကိုလက်ခံထားခြင်းဟာလည်းကိုယ့်အတွက်စီးပွားတက်ရတက်ကြောင်းလည်းဖြစ်စီပါတယ် ဘုရားကိုဖတ်တော့အသက်ရှိပါတယ်နော်ဘုရားကိုဖတ်တော့စီးဝတ်တက်ပါတယ်အားကြောင့်လို့မမေ့ကြပါနဲ့ကဲရှယ်ပေးကြပါလိုင်းမြမြပေးကြပါကို့အတွက်လည်းအကျိုးရှိမယ်သူများလည်းအကျိုးရှိမယ်ဆိုလို့ရှိရင်မူရတာပွားခြင်းဟာဆိုလို့ရှိရင်နောက်ဆုံးမှအဆုံးဆုံးမှာနိဗ္ဗာန်ရောက်ကြောင်းတရားလည်းဖြစ်နေတယ်ညာကောင်းရလိုင်းလိုင်းနဲ့ကုသိုလ်ဆူကိုရရှိစေပါတယ်ဒါကြောင့်မို့ဒီ post လေးမြမြရှယ်ပေးပါကျေးဇူးတင်ပါတယ်ကျွန်တော်ဘုရားမြတ်တော်လည်းခံယူပါကျွန်တော်မိတ်သက်ဒီဘုရားမြတ်တော်လည်းအမြဲတမ်းခံယူနေရရှိပါတယ်နော် ရဗုဒ္ဓဝရတံဘဝရတံကိုဝိဒါယောဝိယစီတောဝိယံဒီတိဝိဟိမိဝိယံဝိယံမှာဝရဗုဒ္ဓဝရတံဘဝရတံကိုဝိဒါယောဝိယစီတောဝိယံဒီတိဝိဟိမိဝိယံဝိယံမှာ